တရဏဂုံရဲ့အရှိန်အဝါကိုခြားဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘလို့ကိုယ်ဝယ်ရမယ်ဆိုတာမသိဘူးဟောတန်တရဟုံမဟုတ်ကလားဖះဆိုတာဟုံမဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုယ်ခွဲတာနောက်တစ်ခုကမိစ္ဆာညာနာမှားရွဲ့တဲ့အတွေးတွေအမြင်တွေနဲ့ကိုယ်ခွဲတာ အဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုခါမှပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှိခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူး အဲ့တော့ရှ िख ိုးတယ်ဆိုတဲ့နေရာမှာကိုကိုယ်လို့ရှ िख ိုးတာလားသို့မဟုတ်ကြောက်လို့ရှ िख ိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကူကြီးတယ်ဆိုပြီးတော့နတ်ကိုရှ िख ိုးတယ်တကူကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုကိုယ်ပြီးတော့နတ်ကိုရှ िख ိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှ िख ိုးမယ်အဲ့ဒီလိုရွယ်ချက်တွေနဲ့ရှ िख ိုးမယ် အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့အပြစ်လဲရှိတယ်လို့ဒီလိုဆိုတယ်ဟောအဲတရဏဂုံကဘယ်ချိန်မှပြတ်တတ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်နေတရဏဂုံတော့စောင့်တည်ထားတယ်အသက်ရှိတယ် သို့တော့သေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါအဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကိုဘာလို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှမရှိတော့တရဏဂမနာဆိုတဲ့စိတ်တုပ်ပတ်မရှိတော့မရှိသည့်အတွက်ကြောင့်သေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်နေတင်နေဆိုရဲအယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုတော့ သို့သောတေတဲ့အပေါ်မှာလူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏဂုံဟာသူသေးသွားရင် ပြတ်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကသာတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူး သူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ကြံရင့်တဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတ်တမ်းပေးဝေတယ်ဒါပဲဖြစ်ရအောင်အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်အဲသေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောရအောင်ဟာအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသည့်အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ဘူးခုနကမကောင်းကျိုးကိုပေးနိုင်တယ် တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရအောင်ဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียရလေးတွေပေါ့တရဏဂုံပြက်မပြက်